အာဆီယံဆက်လက်ငွေကင်းစင်ဒေတာစုအတွက်ပြုံးတွင်မျိုးဝင်ရောက်ရှင်ပြိုင်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းဒေသကြီးပြည်ဦးတွင်ခရိုင်ပြည်ဦးတွင်မြို့ခိုးအာဆီယံဆက်လက်ဝေကင်းစင်စုရှင်းပြိုင်နိုင်ဖို့အတွက်လုပ်ငန်းညီနာရဲ့စီဝေခိုးယမန်နေ့ကပြည်ဦးတွင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစီဝေခန်းမှဆောင်းမှကျင်းပခဲ့တယ်လို့သိရပါတယ်။အာဆီယံဒေသအတွင်းဆက်လက်ဝေကင်းစင်စေဖို့ရည်ရွယ်ပြီးအရှိတောင်းအာရှဆက်လက်နှင့်စေရွက်ကြီးထိန်းချုပ်ရေးမိဖတ်အဖွဲ့နှင့်အာဆီယံအတွင်းမှရုံးဝဖွဲ့တို့ပူးပေါင်းဆောင်ရွက်တဲ့အာဆီယံဆက်လက် င်းဝေကင်းစင်သေးသားစုအစည်းအဝေးကို2022ခုနှစ်မေလ17ရက်ကအင်ဒိုနီးရှားနိုင်ငံဘာလီမြို့မှာကျင်းပခဲ့တဲ့15ကြိမ်မြောက်အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေးမှာစတင်မိတ်ဆက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှဝေးအောင်ရှင်းပြိုင်ဖို့ဖိတ်ခေါ်ခဲ့တာဖြစ်ပါတဲ့ ဒီလိုဖိတ်ခေါ်မှုအရာမြန်မာနိုင်ငံမှာဆက်လက်ငွေကင်းစင်သေးတာများထူထောင်ထားရှိသည့်အနက်ပကံရှင်ဟောင်းရှင်ချင်းမှုနည်းမြေအားအာဆီယံဆက်လက်ငွေကင်းစင်သေးတာစုအတွက်ဝင်ရောက်ရှင်ပြိုင်ခဲရာခြေတစိုက်ကိုမြန်မာနိုင်ငံပကံရှင်ဟောင်းရှင်ချင်းမှုဒေသခထိုင်းနိုင်ငံဆန်စကတ်မြူနစ်စပယ်လတီနဲ့ပူးတွဲရရှိခဲ့တာဖြစ်ပါသည် အဆိုပါစုကို2024ခုနှစ်ဟောဂုံလာရှိရက်ကလာအိုပြည်သူဒီမိုကရက်တစ်သမ္မတနိုင်ငံဗီယင်ချမ်းမြို့မှာကျင်းပတဲ့16ကြိမ်မြောက်အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေးမှာပေးရခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒုတိယအကြိမ်မြောက်ရွေးချယ်ပေးရမယ့်အာဆီယံဆက်လက်ငွေကင်းစင်ဒေသစုအတွက်ကိုတော့ပြည်တွင်းမျိုးကဝင်းရောက်ရှင်ပြိုင်ဖို့စီစဉ်ဆောင်ရွက်နေတာဖြစ်တယ်လို့သိရပါတယ်ရှင်။